hey စံဘောကူမှာအခု Japanese Standard နီးပညာအသစ်တွေနဲ့ Power Station တွေနဲ့ရောင်းနေတဲ့ပြောသင်ကြလို့ကျွန်တော်လာကြည့်တာပြီးတော့အထဲမှာကြီးမဲ့ပစ္စည်းတွေကဘယ်သူတွေအတွက်ဖြစ်မလဲဆိုတာကိုလည်းကျွန်တော်တခါတည်းပြပြပေးမယ်စိတ်ဝင်စားတာပေါ့ဒါလိုက်ခက်တာကျွန်တော်ပြ โอเคကျွန်တော်တို့ဟိုးရခင်ရခင်တော့ဘာဖြစ်တယ်လဲဆိုတော့ဒီလိုမျိုးပစ္စည်းတွေမပေါ်ခင်တော့ဘက်ထရီရတက်တက်အင်ဗာတာတက်တက်ဖွဲထားတယ်ပေါ့နော်။ပြောင်းမရွှေရတရပြီးတော့ခက်ခဲခဲ့ပါတယ်။အခုကတော့မြင်နေရတဲ့အတိုင်းလိုမျိုး high technology နဲ့ compact design ဘက်ကိုဦးတည်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပြောင်းဝရွှေရတရပြည့်ရတာလည်း regular ပါတယ်။အဲ့ဒီအကြောင်းလည်းကျွန်တော်ဆက်ပြီးတော့ပြောပေးမယ်။ပထမဦးဆုံးအနေနဲ့ဒါဒီလိုမျိုး mini power station လေးတွေအကြောင်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ တယ်ကျွန်တော်အရင်ဆုံး mini power station လေးတွေနဲ့မိတ်ဆက်တယ်ဒီကောင်တွေက3မျိုးလာတယ်600 watt ကဲ1000 watt ကဲ2000 watt ဆိုပြီးတော့3မျိုးလာတယ်မြင်နေရတဲ့အတိုင်းပေါ့ပေါ့ပါပါလေးနဲ့ကြစ်ကြစ်လေးလေးလေးမြင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီကောင်တွေအကုန်လုံးက fast charging နဲ့ရပါတယ်โอเคဒါကျွန်တော်ရှင်းမှာမြင်နေရတာကတော့အိမ်သုံးပါပါစတေရှင်တွေပဲဖြစ်ပါတယ်ဒီကောင်တွေက 3000ရဲ့4500ရဲ့6000ရဲ့8000ဆိုပြီးတော့အစအစလာပါတယ်ဒီကောင်တွေမှာထူးခြားတာကဘာလဲဆိုတော့ low frequency inverter ဖြစ်တယ်ပေါ့နော် low frequency inverter တွေရဲ့အားသာချက်က overload တွေကိုကျွန်တော်တို့ကာကွယ်နိုင်တယ်သာမန် inverter တွေထက်ပေါ့နော်3000ရနေ5000ပါဝါကိုတည်ဆောက်နိုင်တယ် heat resistant အခုခံနိုင်စွမ်းလဲပို့ပြီးတော့မြင်တယ်ဒါကြောင့်မို့လို့ air con တွေ compressor တွေ ်နေရာများတဲ့အရာတွေတုံးမဲ့ဆိုရင်လောင်တန်းအတွက်လည်းစိတ်ချရတယ်ပေါ့နော်နောက်တစ်ခုကဒီကောင်နေမှာက test screen ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့သိကျင်တဲ့ information data တွေကိုတည်တည်ချာချာလေးဖတ်ရှုနိုင်ပါတယ်ဒီ inverter တွေထဲမှာလည်း solar နဲ့ dry light ပေါ့နော်တခါတည်းချိန်ပြီးတော့အသွင်းလို့ရမယ် MPPD controller ပါထည့်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ solar နဲ့အားသွင်းခြင်းနဲ့ဒူရီအတွက်လည်းပို့ပြီးတော့အဆင်ပြေပါတယ် ိတ်နောက်တစ်ခုက3000ဝက်အင်ဗာတာနဲ့70 kWh battery အထိကိုပေါ့နော်ဒီ parallel ချိတ်ဆက်ပြီးတော့သုံးနိုင်တယ်ဆက်ကြီးတွေလည်းမကြမီစံပိုကိုရောက်ရှိလာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အင်ယာတွေစူပါမားကတ်တွေဆေးရုံတွေဆေးကန်းတို့မှာလည်းအကြခင်အသုံးပြုလို့ရနိုင်တော့မှဖြစ်ပါတယ် ကဲအားလုံးသိကြနေရတာကျွန်တော်အာမခံချက်အကြောင်းလေးပြောပြပေးပါမယ်ဆိုဆမ်ဘိုကူရဲ့ power station တွေအားလုံးကိုကြီးပညာအသစ်နဲ့ lipo 4 battery တွေနဲ့ပဲအသုံးပြုပေးထားတာကိုကျွန်တော်တွေ့ရတယ်သူ့ရဲ့ battery တက်တန်းအားဖြင့်ကတော့အနည်းဆုံး9နှစ်ကနေ10နှစ်အထိအသုံးပြုနိုင်ပါတယ် power station တွေအားလုံးကိုတော့အာမခံ2နှစ်ပေးထားတယ်သူ့ရဲ့ charger အတွက်ကိုတော့အာမခံ1နှစ်ပေးထားပါတယ်ဆိုတော့2နှစ်အတွင်းမှာ user fault မဟုတ်နဲ့နဲ့ပေါ့နော်စက်ပစ္စည်းတခုခုချိုရင်းပျက်စီးခဲ့သည့်ရှိတော့ပစ္စည်းပေါ်လက်ခအားလုံး free ဒီဘက်ကနေပြီးတော့မှပြန်လဲပြုပြင်ပြင်ဆင်ပေးပါတယ် ။ Okay စံမိုကုမာက power station နဲ့အပြင်ဒီလိုမျိုးချစ်စရာကောင်းတဲ့ e-bike လေးတွေလည်းရှိပါသေးတယ်ခင်ဗျာ။ ဆိုတော့ဆုံးသတ်အနေနဲ့ပြောချင်တာကတော့စံပူကူမှာရှိတဲ့ power station တွေအားလုံးကမြန်မာနိုင်ငံရဲ့ဈေးကွက်ကိုပထမဦးဆုံးဝင်ရောက်လာတဲ့ power station တွေဖြစ်တယ်။ပြီးတော့ဒီဘက်ကနေထောက်လျှောက်လဲဒီပညာပိုင်းကို update လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်စိတ်ချလို့လည်းရတယ်။ပြီးတော့လူကြိုက်များတဲ့ brand ဖြစ်တယ်။နာမည်ကောင်းနေပိုင်ဆိုင်ထားတဲ့အမှတ်တရစိတ်လည်းဖြစ်တယ်။ရန်ကုန်ရောမန္တလေးမှာပါ showroom နဲ့ဖွင့်လှစ်ထားပြီးတော့ service center တွေလည်းရှိပါတယ်။ဆိုတော့သိချင်တာပဲဖြစ်ဖြစ် service လုပ်ချင်တာပဲဖြစ်ဖြစ်အမြန်ဆုံးနဲ့အကောင်းဆုံးဖြည့်ရှင်းပေးနိုင်တဲ့ပညာရှင်တွေလည်းဒီမှာရှိပါတယ်။ဆိုတော့စံပုဒ်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 気をつ